ကတော့ညီနောင်သူစားအလဲရန်ပြအကြောင်းဆရာမလေးတယောက်ဖြစ်ပါတယ်သူစားမျိုးသားကတက်မတော်ကအရာရှိတူဖြစ်တာကြောင့် သူစားတို့လက်ထပ်ပေးစားမှာစစ်ဝတ်စုံစင်တာတဲ့ခင်မွန်းတဲ့ဆန်ကန်နောက်မှာခါဖက်ကလိုက်စီတတဲ့ဆရာမဝတ်စုံလေးနဲ့သူစားတို့စုံလေးကိုကြည့်ရတာအယမ်းမှပဏံတင်လာပါတယ်သူစားတယောက်မိဘတွေရှိရာမျိုးငယ်လေးနဲ့မိုင်းနစကန်ဝေးကွာလမ်းပန်းဆက်တော်ရဲ့တိတ်မကောင်းတဲ့ရွာအကြောင်းလေးတစ်ချောင်းမှာတာဝန်ကျနေပါတယ်လမ်းပန်းဆက်တော်ရဲ့မကောင်းလို့ဆိုရခြင်းကလည်းအဲ့ဒီရွာလေးကိုရောက်ဖို့ ေးလမ်းမကြီးကနေဆက်နှစ်မိုင်ခန့်အတွင်းဘက်ကိုထပ်မံဝင်သွားတဲ့ကြောက်ခင်းလမ်းကျန်တဝက်မြေခင်းလမ်းတဝက်ဖြစ်တာကြောင့်ဖြစ်ပါတယ်။ကြောက်ခင်းလမ်းဟာမိုးရွာရင်သွားပြေုံသာကောင်းပေမဲ့မြေခင်းလမ်းကတော့မြေဆေးမျိုးစားဖြစ်တာကြောင့်အတော်လေးကိုချော့တယ်။ဒူဇာနေထိုင်ရာဒေသဟာမိုးများတဲ့တောင်ပေါ်ဒေသဖြစ်တာကြောင့်ကြောင်းသွားကြောင်းပြန်နေစဉ်ပြုတ်လို့ရင်လမ်းကချော့ပြီးတော့သွားရလာရတိတ်အဆင်မပြေတာကြောင့်ဒူဇာတယောက်တာဝန်ကျတဲ့ရွာလေးမှာပဲအဲ့ရတာကများပါတယ်။ခေမွန်ပြည်သူမင်းလွင်ကလည်း ူမနေထိုင်ရာအတိလိုက်ပြီးတော့မပါနိုင်မနဲ့မြုံငယ်လေးမှရှိတဲ့စစ်တပ်တပ်ကအရာရှိမှုတို့တပ်မတော်တာဝန်ကို24နာရီအပြည့်ထိုင်ရရာမိမရေတက်နိုင်ငံတာဝန်ကိုသာဦးစားပေးရပါတယ်ဒီတစ်ပတ်သူစားကိုလာကြတော့သူစားမျိုးသားမင်းလွင်ရဲ့မျက်နှာသိမ့်မသားရဘူးအကိုဘာများဖြစ်လို့လဲမျက်နှာကမသားရပါလားကိုအိမ်ရောက်မှအေးစိတ်ပြောမယ်သူစားဒါကြောင့်သူစားဘာများလဲလို့တွေးလို့မင်းလွင်စံကေနောက်ကနေလိုက်ပါလာခဲ့ပါတယ် သူစားတို့လက်ထပ်ပေးစားချိန်မှာသူစားအမေတို့အိမ်ဝေးလေးမှာအပီလေးဆောက်ပြီးနေတယ်။ကိုမင်းလင်တက်ကိုလိုက်မနေကြတာကြောင့်သူစားဆန္ဒကြောင့်ပဲသူစားအိမ်မှာသာနေခြင်းဖြစ်ပါတယ်။မင်းလင်ရဲ့ဆန္ဒကတော့သူစားကိုတက်ထဲမှာလိုက်နေစေခြင်းနဲ့စစ်သားဆိုတာတာမန်ဝန်ထမ်းတွေလိုရုံးတက်ရုံးစင်နေမရှိဘူး။24နှစ်ပြည့်တာဝန်ထမ်းဆောင်ကြတဲ့သူတွေဖြစ်တာကြောင့်မင်းလင်တယောက်သူစားမိဘအိမ်မှာသူစားအကြောင်းပြရက်မှာလိုက်ပြီးနေရတာအစင်းတော့မပြေလောက်ဘူး။သူစားကအကြောင်းဖွင့်ရက်တွေမှာအိမ်အောင်တဲ့ အရာရှိမလန့်တယောက်လူရိုပါတိုင်းမှာနေရတာမလို့အရာရှိတငယ်ချင်းတွေရဲ့ဆန္ဒမှုကိုလည်းမကြကနခံရတယ်။သူစားအကြောင်းပရက်တွေမှာမဲလွန့်တယောက်သူစားအိမ်လာအိမ်လဲစိတ်ချလက်ချအိမ်လို့မရဘူး။အခါတည်းကညာကြီးဖုံးဆက်ခေါ်ရင်မဲလွန့်တယောက်တက်သေးကိုဆိုင်ကလေးနဲ့အပြေးလွှားသွားရတယ်။သူစားရဲ့အိမ်နဲ့တက်ဟာတိတ်မဝေးလို့သာတော်ပါသေးတယ်။မနဲ့တန်းစီအမိလဲသွားရတယ်။စိတ်သားဆိုတာတက်မတော်အတွက်ပထမဖြစ်လေတာကြောင့်တခါတည်းကမှတော့သူစားဟာသူ့ရဲ့ရေကို ဂယုမဆက်ရကောင်းလားဆိုပြီးတော့မင်းလွင်ကိုမကြခနာဆက်တယ်လို့စိတ်လည်းကောက်တယ်။သူစားအင်ကိုပြန်ရောက်တော့ပြောလိုက်ကိုမင်းလွင်လူစုကသူစားကချင်းတောင်းလေးကိုချလို့တန်းရကောင်လေးမှထိုင်ပါတယ်။သူစားဖေကသတင်းစာဖတ်ပြီးတော့သူစားနဲ့မင်းလွင်ကိုအကဲခတ်တယ်လို့ကြည့်တယ်။သူစားမမေကလည်းသမီးတို့ပြန်လာကြပြီလား။ဒီလူစုကလက်ပတ်တုပ်ပကံကိုခြင်လို့သူစားတို့ရှိရာကိုထွက်လာက သမီးနဲ့တမန်ရှင်မှာလက်ပတ်တုပ်ပကံကိုချပေးလိုက်ပါတယ်။မင်းလွင်က သူစားကိုကြည့်ပြီးတော့ အဘလေးကတော့ကမှားလိုက်တယ်သူစားလဲကတော့တယောက်ဖြစ်နေပြီမလို့သူစားကိုတက်မိတာသူတည်းမှာနေစေချင်နေတဲ့သူစားကဝန်ထမ်းဖြစ်တာကိုလည်းနားလေတယ်ဒါပေမဲ့ကြောင်ပည့်ရမှာတော့ကတော့တယောက်အနေနဲ့တက်မိတာသူမှာနေပြီးတော့တက်ရဲ့အထာတွေကိုလိမ့်လာစေချင်နေတက်မှာကလည်းအရာရှိကတော့တွေနဲနေရကြောင့်ဖြစ်နိုင်ရင်သူစားကိုအပါခေါ်ဖို့မှားလိုက်တယ်သူစားနဲ့ကို့အတွက်လိုင်းကန်းကလည်းဆင်းနေဖြစ်နေပြီဒီလိုဆိုကဆိုင်ကစီးလာလို့ဖိုယိုပီရဲ့ဖြစ်နေတဲ့သူစားစပင်းလေးကိုတက်ပြီးတော့ပြောတယ်ဒီမှာရင်သူစားမေက မှန်တော့ဗောတာရဲ့အမေတို့ကလည်းတမိနဲ့သားတို့ကိုအမေတို့အိမ်မှာမနေစေခြင်းလို့မဟုတ်ဘူးသားအလုပ်များတာကိုလည်းကိုချင်းစားတယ်တမိသူစာနေနေကလည်းစစ်သားကိုယူထားပြီးမှသူ့ဘွားကိုနားလဲပေးရမယ်ဒီလူကိုယူပြီးမှတော့ဒီလန်းကိုမဖြစ်မနေတော့ရှောက်ရမှာပဲသူစားအဖေကလည်းတမိတက်သေးကိုသာလိုက်သွားပါတမိအားအဖေတို့နဲ့လည်းတက်မြုပ်နေနေတာပဲတမိအားရင်လာလိုက်လို့ရတယ်အဖေနဲ့အမေတို့ကမပူနဲ့နေညမတွေရှိတယ်ကဲမောင်မွေးလေအထုပ်ပိုးတွေသာပြင်ဆင်ပြီးတော့ နေမိမကိုတခါတည်းပါခေါ်သွားတော့ဒီလိုနဲ့ပဲသူစားတယောက်ဆိုင်းမစင်ဘုံမစစ်ပဲတက်ထဲကိုရောက်သွားခဲ့ပါတယ်တက်ထဲမှာចောင်းပည့်ရလေတာနေရပြီမဲ့ကြော်စရာကောင်းတဲ့တက်မိသားစုတွေမှာသူစားပြောပြီးတော့နေသားကြလာတယ်အသေးရွယ်ရိတ်ခါဆိုလေးတွေရတာကြောင့်လဲမင်းနဲ့ောက်လဲလဆာတွေစူဆောင်မိလာတယ်သူစားလဲကိုဝင်ရှိပြီးတော့မီးဖွားခွင့်ယူချိန်မှာကိုမင်းလွန်လဲရှမ်းပြည်နယ်ဘာထူးတက်မြို့လေးမှာရရှိပြီးတော့လက်နေကြီးတန်တန်သွားပြီးတော့တက်ရတယ်သူစားကလေးမွေးတော့ မိဘအိမ်မှာပဲမီးဝင်မီးထွက်အေးအေးဆေးဆေးနေရတယ်။ယောက်ျားကတင်တန်းတက်နေရလို့အနားမှမရှိပေမဲ့အမေနဲ့ညီမတွေကလိုလေသေးမရှိအောင်ပြုစုပေးပါတယ်။သူစားသမီးလေးတယောက်မွေးဖွားပြီးတော့သမီးလေးဟာနှစ်နှစ်သမီးအရွယ်ရောက်တဲ့အခါမှာတော့ကိုမင်းလင်းလည်းမျိုးကြီးတစ်မျိုးရှိတက်တက်တက်ကိုယာတုတုနဲ့ပြောင်းရွှေ့ရတယ်။သူစားလည်းကိုမင်းလင်းတာဝန်ကြတဲ့မြို့ကိုအလဲတန်းပြယာတုနဲ့တက်ကြောင်းလေးတစ်ချောင်းမှာတာဝန်ထမ်းဆောင်မှုအတွက်လိုက်ပါရွှေ့ပြောင်းလိုက်ရပါတယ်။သူစားတို့နေမဲ့လိုင်းငန်းရှိမှာတော့အပင်ကြီးတွေရှိကတဲ့အိနဲ့တိန်က အနှဲငယ်စီချတယ်။အိယာနှစ်ထပ်ပြင်တော်ရင်ဖြစ်ပြီးတော့အောက်ထပ်မှာမေးဖို့ကန်းအိယာတခန်းလဲပါတယ်။ပြီးတော့ရေချိုကန်းအိမ်သာလဲရှိတယ်။အပေါ်ထပ်မှာတော့ဖျားကန်းနဲ့အိယာနောက်တခန်းပါရှိတယ်။သူစားသမီးလေးမမို့ဟာနန်းနေသမီးအရွယ်ပင်မို့စကားကတိတတာပြောရတဲ့အရွယ်ဖြစ်ရာအယံကိုချစ်စရာကောင်းတယ်။အဲ့ဒီတက်အစ်စ်ကိုရောက်ပြီးတော့သူစားတို့လင်မြားနဲ့သမီးဟာအိမ်ပေါ်တက်အိယာကန်းမှာအိတ်ကြတယ်။နောက်တဲ့အိယာကန်းကတော့ အိန္ဒာဘက်ကအနန္တတွေဝင်လာကြောင်းအဘော်တက်အိယာခမ်းမှာသာအိပ်ဖြစ်ကြတယ်။အဘော်တက်အိယာခမ်းမှာမိသားစုကလည်းတစ်လုံးရှိတယ်။ချင်းမှာတော့နေရန်ကပ်ပြီးတော့တခုလည်းရှိတယ်။သူစားသမီးလေးကတော့အိယာခမ်းမှာဝင်ရင်အောက်ချလို့မရဘဲနဲ့သူစားပေါ်ကတော့တွေ့ပြီးတော့တက်နေတတယ်။လေးလေးကအဲ့ချိန်မှာလည်းအောက်ထပ်အိယာခမ်းမှာတိတ်ပါကသမီးလေးကကောင်းကောင်းအိပ်ပျော်တတ်ပေမဲ့အဘော်တက်အိယာထဲမှာတော့ကြကြမအိပ်ဖက်နဲ့လန့်လန့်ပြီးတော့ငိုတတ်တယ်။ဒါကြောင့်သူစားဒီအခန်းကိုနည်းနည်းတော့တန်တရာဝင်မိတယ်။ အရင်လေကာက20ချိုးကွေပြီးတော့တက်ရတဲ့လေကာဖြစ်ပါတယ်။ဒီနေ့ကျောင်းပည့်ရသူစားနဲ့သမီးလေးအိမ်ပေါ်တက်အိယာခမ်းမှာနေခဲ့မှအိပ်ပျော်နေတော့သူစားကသမီးလေးရဲ့အတန်ကိုကြားလို့နိုးလာတယ်။ဒီချိန်မှာသူစားသမီးလေးဟာနေရန်ကပ်ပြီးတော့ကြီးကိုကြည့်ပြီးတော့နှက်ခမ်းကိုကိုက်ပြလိုက်။လက်နဲ့ထုမဟန်လှုပ်ပြီးတော့တွားတွားဆိုပြီးတော့တစုံတူဦးကိုမောင်းထုတ်နေရကိုတွေ့ရတယ်။သူစားတယောက်နေရန်ကပ်ပြီးတော့ကိုကြည့်လိုက်ရာတကားကအနေငယ်ဟနေပြီးအတွင်းမှာတော့မှောင်မွေးနေတယ်။ ဘာမှတော့မမြင်ရဘူးသူစားတယောက်ရောက်ကလေးကဒီဗီဒီယိုကြီးကိုအသုံးပြုခြင်းမရှိသလိုဒီဗီဒီယိုကြီးကိုရှောင်လို့တောင်ဖွင့်မကြည့်မိဘူးအရင်ရက်တွေကတော့ဒီဗီဒီယိုတကားကိုစိတ်နေအောင်ပိတ်ထားကတက်သားမောင်းတန်နေတဲ့ဗီဒီယိုထိပ်က တားထားပေမဲ့အခုတော့အနေငယ်ဟာနေတာစိတ်ထဲမှာတော့ထူးဆန်းသလိုဖြစ်နေတယ်တမီးလေးကဒီဗီဒီယိုကိုဖွင့်မယ်ဆိုရင်တမီးရဲ့နဲ့ဗီဒီယိုထိပ်ကတက်သားမောင်းတန်လေးဟာလှည့်ဖွင့်ဖို့ဘလို့မှမဖြစ်နိုင်ဘူးကုံမင်းလင်ဖွင့်ရအောင်လေဒီဗီဒီယိုကိုလုံးဝသတိတောင်မထားကြဘူး သူစားတို့အဲ့ချိန်မှာဒါအပေါ်တက်ကိုတက်လေရှိတယ်။အများအဖြစ်တော့အိမ်အောင်မှာဒါနေတတ်ကြပါတယ်။သမီးလေးရဲ့ပြုတ်မှုကိုကြည့်ပြီးတော့သူစားတယောက်စက်သိန်းနေထလာတယ်။သမီးဘာမင်းလို့လဲ။ဘသူ့ကိုတွေ့လို့လဲ။ဒီလိုမေးတဲ့ခါမှာသမီးကဒီလိုကြီးကိုလက်ညှိုးထုတ်ပြီးတော့ဟိုမာလေးမမေရဲ့ဦးဦးကတော့ကဒီလိုတွေကနေကြီးပြနေတာမတွေ့ဘူးလား။တွားတွေကလည်းကြည်ကြည်ပဲ။မျက်လုံးကြီးကလည်းဒီလိုကြီးဆိုပြီးတော့သူ့ရဲ့မျက်လုံးကိုပြုတ်ပြတယ်။သူစားကအမလေးလို့ရောင်းပြီးအော်ကလာသမီးလေး မမေတို့အောက်ကိုဆင်းရအောင်ပြောက သူစားသမီးလေးကိုခေါ်သွားတယ်။မမေဒီအောက်ကိုဒီလိုသွားပြီးတော့ဦးကထုံးတယောက်ဝင်သွားတယ်။ဒီလိုဆိုကလေးဘက်ထောက်သွားတဲ့အမူရလောက်ပြီးတော့ကရင်အောက်ကိုလက်ညှိုးထိုးပြပြန်နေ။သူစားလေးသမီးဖြစ်သူကိုအမြန်ပွတ်ကြည့်ကအိမ်အောက်ထက်ကိုဆင်းပြေးတယ်။ဒီချိန်မှာသမီးဟာလေကာတိတ်ကိုလက်ညှိုးထိုးပြီးတော့ဦးကထုံးတယောက်ရက်ပြီးတော့ရေပြနေလို့ထပ်ပြီးတော့ပြောတယ်။သူစားလေးအကြောက်လုံပြီးတော့အိမ်ထဲမှာမနေရတော့ပဲအိမ်ရှိတဲ့ပင်အောက်မှာသာတာမီးနှစ်ယောက်နေထိုင်ပါတယ်။ မီးကသူစားကိုဘွားကနေအောက်ဆင်းပြီးတော့အပင်လေးတွေကိုဆော့လို့အိမ်ပေါ်တဲ့ဗရင်မောက်ဖွင့်နှာကိုမောကြည့်တယ်။မမေအူးကရုံးနှစ်ယောက်ကတမီးတို့ကိုခေါင်းနေတယ်။ဒီလိုပြောတော့သူစားလည်းတမီးကိုပေါ်ချီကကိုမင်းလွင်ရှိရာရုံးဘက်ကိုအလင်းစလိုပဲထွက်လာခဲ့တယ်။ကိုမင်းလွင်ကထမင်းစားကိုအိမ်ကိုပြန်လာသူစားတို့သားမီးနဲ့လမ်းမှာဆုံးတယ်။သူစားကမျက်စိပြက်မျက်နှာပြက်ဖြစ်နေတယ်။တမီးလေးဘာဖြစ်လို့လဲ။ဆိုရင်တကြီးမေးပြီးတော့တမီးလေးကိုလှမ်းကြည့်တယ်။သူစားကငိုရုပ်ပြီးတော့ မင်းလွင်ကိုအကျိုးကြောင်းအဆုံပြောပြတယ်မင်းလွင်ကတက်ဆိုတော့လဲကွာအိမ်ကကိုစိတ်ကြိုက်ကိုပြောင်းလို့မရဘူးသူစားဒီညာအောက်ထပ်အခန်းမှာအေးကြမယ်ညနေပတ်ဈေးသွားပြီးတော့လိုအပ်တာဝယ်မနေ့ပြန်မနေ့ကြရင်တော့တက်ဦးကြောင်းကဆရာတော်ကိုပြစ်ပြီးအိမ်မှာအနေရကင်းတရားနာမယ်သူစားကောင်းတယ်မို့လားဒီလိုပြောပြန်တော့သူစားတယောက်ခေါင်းငိမ့်ပြတယ်အဲ့နောက်မင်းလွင်လည်းသမီးလေးကိုတစ်ပတ်သူစားကိုတစ်ပတ်လက်ကိုတွဲကအိမ်ကိုပြန်လာကြပါတယ်အိမ်ကိုပြန်ရောက်တော့မင်းလွင်တို့မိသားစုတွေထမင်းစားနေတော့ အပေါ်တက်ကတစ်ချက်ချက်လမ်းလျှောက်တန်တွေဗီဒီယိုတကားဖွင့်ပိတ်တန်တွေကိုကြားတယ်။မဲလင်နိုမီသားစုလည်းထမင်းစားပြီးတဲ့အခါမှာတော့ရုံးဘက်ကိုသွားတက်အရာရှိကိုအကျိုးကြောင့်ပြောပြတယ်။ဒီမှာတွေပဲအရာရှိတယောက်ကအရင်တော့ကဒီအိမ်မှာတဲချောက်တယ်လို့မကြဘူးဘူး။အခုမဲလင်တို့ရောက်လာမှဒီလိုကြုံရတယ်ဆိုတော့မဲလင်တို့အမြပွေဝင်မှုရမှကျွလုံးမဲ့သူတွေဖြစ်နိုင်ကြောင်းဘဲချင်းကလေးကဒီအိမ်မှာရှိနေတယ်ဆိုတာသူကိုယ်တိုင်လည်းမသိကြောင်းမဲလင်ကိုပြောပြတယ်။နောက်ထပ်အရာရှိတယောက်ကတော့မဲလင် ဘဝဆက်ဆက်ကတော်ဆက်ခဲ့မှုတဲ့ဆွေမျိုးတွေတဲကလာမသိဘူးမင်းကိုအလှုပ်လှုပ်ပေးစေချင်လို့သူတို့ရှိနေကြအောင်အတိပေးတာဖြစ်မယ်ငါလည်းဒီတက်ကိုရောက်တာသိမကြသေးဘူးကွာဒါပေမဲ့ဒီအိမ်တွေကတော့နှစ်ပေါင်းတော်ကြပြီထင်တယ်ဒီလိုပြောတဲ့အခါမှာဇနိပြည်သူသူစားကလည်းတော်သေးတယ်ကွန်မင်းလွင်သူစားအရင်ရက်တွေကကြောင်းဖက်တော့သမီးရဲ့သူစားရဲ့ကြောင်းသွားနေလို့နေတိုင်းသာအဲ့ဒီအိမ်မှာနေရရင်တော့ဒုက္ခပဲမင်းလေးတို့မိသားစုလည်းအရာရှိကိုနှုတ်ဆက်ကား တက်ဦးဖုံးရောက်ဝသွားဖုန်ကြီးစီကိုအလုံးစုံလျှောက်ကာမနက်ကိုအာယုံဆုံးစားဖို့အတွက်လျှောက်ထားတယ်။အဲနောက်မိသားစုတောင်ရောက်တန်အနီးကညနေခင်းစလေးကိုသွားကာလိုအပ်တာတွေကိုဝယ်တယ်။အိမ်ကိုရောက်တော့ကိုမင်းလွန်တယောက်အောက်ထပ်အခန်းကိုရှင်းကာအပေါ်တက်ကအဲ့ရတွေကိုအောက်ထပ်ကိုရှိတယ်။ဒီချိန်မှာမင်းလွန်ဟာအပေါ်တက်ကိုထပ်မံတက်ကာကဲဒီအခန်းမှာရှိနေတဲ့နောင်တော်မိတ်ဆွေကြီးတွေအတွက်မနက်ဖြန်မနက်မှာအလှူလုပ်ပြီးတော့တရားနာပါမယ်။တရားနာပြီးတော့တာတို့ကကျွတ်လွတ်နိုင်အောင်လို့ ကျုံမင်းလွင်ကဖိတ်ပါတယ်ကျုံမိသားစုကိုဒီတ냐တော့မနှောက်ရှက်ပဲနဲ့ကောင်းကောင်းမွန်မွန်နေပေးပါဆိုကအကန့်ပရင်ပေါက်တစ်ချက်ကလင်မတိုက်ပဲနဲ့အလိုလိုပိတ်သွားတော့အကန့်နဲ့မိတို့ကလည်းအတွင်းကတစုံတူကဆွဲပိတ်လိုက်တယ်လို့တပိန်နဲ့ထဲပဲဝုန်းဆိုပြီးတော့ပိတ်သွားပါတယ်အိုင်ညာကအဲ့တော့မပြောသူစားတယောက်ထူးခြားတဲ့အိမ်မက်ကိုမှတ်ပါတယ်အိမ်မက်ထဲမှာငယ်တဲ့ကအတော်ချွန်နေတဲ့ကတုံးနဲ့လူနှစ်ယောက်ကိုတွေ့ရတယ်ကတုံးတွေကပြောင်နေအောင်တုံးထားပြီးတော့တအုပ်ခအနေငယ်ဖိုက်ဖို့ကပိုဝါတယ်လို့ထင်ရတယ် ကျန်တဲ့ဦးကတော့ပထမလူထက်နည်းနည်းတော့ပိနေသူတို့နှစ်ဦးဟာအင်းကြီးဆွတ်ကျဲဖြူခရဏန်းကိုဝတ်ဆင်ထားပြီးပစိုးကအမဲရောင်ကွက်ကြီးလူကြီးစင်တွေကိုခတ်တူဝတ်ဆင်ထားတယ်သူတို့နှစ်ဦးရဲ့မျက်လုံးတွေဟာပြုတ်ထွက်နေပြီးတော့အတွင်းကမျက်ဆံအမဲကတက်တက်လေးပဲရှိတယ်သူစားအဲ့လူနှစ်ဦးရှိရာအပေါ်တဲ့အဲ့ရခန်းမှာရောက်ရှိနေပြီးတော့ကြောင်ကြည့်နေမိရာအဲ့လူနှစ်ဦးဟာသူစားကိုရီးပြတယ်သူတို့ရီးတဲ့အခါမှာတော့သဖုံးတွေပေါ်သွားပြီးတွားတွေကတာမန်လူတွေထက်သုံးစားကန်ပိုကြည့်တယ်လို့သိရတယ် သူစားတယောက်ကြောက်လန့်တကြားအောက်ကိုဆင်းပြီးတော့လေကားထိပ်မှအဲ့ဒီကရုံးနှုတ်ကမတက်ရက်တာတွေ့ရပြန်တယ်။ထားတော့လေဆုံးချက်ဖို့အချိန်ရောက်ပြီငါတို့တရားနာဖို့စောင့်နေတယ်လို့အတန်ဩကြီးနဲ့ပဲ့တင်ထက်တယ်လို့နှစ်ယောက်သားပြိုင်လို့ပြောတဲ့ကိုကြားလိုက်ရတယ်။ဒီတော့မှသူစားလန့်နိုးလာကနိုင်ကြည့်တော့မနက်၄နာရီသူစားလဲကိုမင်းလင်ကိုနှုတ်ကမနက်အာယုံဆုံးကပ်ဖို့အတွက်ချက်ပြုတ်ပြင်ဆင်နေ။အဲ့လိုချက်ပြုတ်နေကြတော့သမီးလေးကအောက်ထပ်အိယာခတ်မှာနှစ်နှစ်ချက်ချက်ပဲအိမ်ပေါ်ကြာနေပါတယ်။အိမ်ဘေးမှာရှိတဲ့ အရာရှိကတော့တချို့လဲလာရောက်ပြီးတော့ဝိုင်းကိုပေးတယ်။သူစားတို့လည်းများဟာချက်ပြုတ်ပြင်ဆင်ပြီးတော့အင်ကိုဖုန်ကြီးသုံးမှကြွားတဲ့ခါမှာတော့မနှက်ဆုံးကိုကတ်ကြတယ်။အဲနောက်ဝေထုံငွေတချို့နဲ့ကတော်ဝဲကိုချလို့တရားနာဖို့ပြင်ဆင်တယ်။ဖုန်ကြီးကိုအကျိုးကြောင့်ကြိုတင်လျှောက်ထားပြီးဖြစ်တာကြောင့်ဖုန်းတော်ကြီးတွေဟာဒီအစားအုံးမှာရှိတဲ့မမြင်အပ်တဲ့ပုံကိုယ်တွေကိုဖိတ်ကြကတရားဟောပြီးတော့တရားနာပရိသတ်ကတာတို့အနုမောဒနာတွေခေါ်ဆိုကြတယ်။ဒီချိန်မှာ သမီးလေးကအောက်ထပ်မှာအိမ်နေရာကနေ ဘယ်ချင်းကလေးကနိုးနေမှမသိဘူးသမီးလေးကမမေဦးဦးကတော့နှစ်ယောက်တော့အဝိအစားတစ်တင်နဲ့သွားကြပြီသမီးလေးအော်တန်ကြတဲ့ခါမှာတော့တရားနာ ပရိသတ်အားလုံးပဲပြုံးမိကြပါတယ်ကိုမင်းလွန်နဲ့မသူစားတို့လည်းများအယံကိုပီတိဖြစ်နေတယ်ဘုန်းကြီးတို့မှပြန်ကြွသွားပြီးတဲ့နောက်သူစားတို့လည်းများလည်းရောက်ရှိတဲ့တရားနာပရိသတ်တွေကိုထမင်းအင်းနဲ့သုံးဆောင်ဧကနဲ့ဒီတက်မှာသူစားတို့လူလေးလုပ်ပြီးတော့သူစနဲ့လူလေးတို့ခုပြောစမဲ့ပြုတ်ကြပါတယ်နောက်ပိုင်းမှာသူစားတို့လည်း တခြားတက်ကိုပြောင်းရွှေ့ရတဲ့အချိန်ထိဒီအိမ်လေးမှာဘာ၆လှမ်းမှုမှမကြုံရတော့ဘူးဒီတက်မှာကိုမွန်းနဲ့တယောက်လေးနှစ်ခန့်တာဝန်ထမ်းဆောင်ပြီးယာတုတို့တက်မှန်တို့ကတိုင်းတက်တရက်ကိုထမ်းမှန်ပြောင်းရွှေ့သွားတယ်